အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ညညွှန်ပေးခြင်းနဲ့အကြောင်းညာကအကြောင်းညာကတော့မိဃခရံမျိုးကိုလက်ရှိပိုင်ဆိုင်ထားတဲ့သူတွေတရားဝင်အမိပေါက်ထားတဲ့သူတွေအတွက်မဖြစ်မနေကြည့်သွားတဲ့ဗီဒီယိုလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ရှင်။ဘာကြောင့်မိဃခရံကိုပိုင်ဆိုင်ထားတဲ့သူတွေ အညီပေါက်ထားတဲ့သူတွေလို့ကျွန်မပြောရတာလေဆိုလို့ရှိရင်မိษွေတို့အများစုပေါ့နော်အများစုပါဆိုလို့ရှိရင်ငါကတော့ကယံမျိုးကိုပိုင်ဆိုင်ထားတာပဲငါကမိငါကယံကိုအညီပေါက်ထားတာပဲဒီလိုမျိုးတွေနဲ့သူတို့ဟာသူတို့ကမတို့မြေယာခိုင်မာမှုရှိတယ်ဆိုပြီးတော့ဒီတွေးထင်ထားတယ်ပေါ့နော်ဒီမှတ်ယူထားကြတယ်ဘာလို့မှတ်ယူထားလာလဲဆိုတော့ညီငါကယံကလည်းတကယ်ပဲနိုင်ငံတော်ကနေပြီးတော့ ဒီအသုံးပြုဖို့အခွင့်အရေးပေးအပ်ထားရင်ညီအမျိုးအစားဖြစ်တဲ့အပြင်ကိုရောင်းပောင်းရောင်းရောင်းပောင်းနဲ့လွှဲပြောင်းရောင်းချပေးကမ်းနိုင်လို့လည်းရတယ်ဆိုပြီးတော့ဥပဒေနဲ့တကွာထုတ်ပြန်ထားမိတ်ဆွေတို့တတိမထားမိရဲ့တခုကမိတ်ဆွေတို့ကိုနိုင်ငံတော်ကနေပြီးရောညီငါကရင်ကိုပေးအပ်ထားရဲဆိုတာကကာလတစ်ခုအထိပဲဖြစ်ပါတယ်ရှင် မိတ်ဆွေတို့ကိုပြည့်ရထားတဲ့ဂရန်ရဲ့တက်တန်းကာလကုန်ဆုံးပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကမဖြစ်မနေတက်တန်းတိုးဖို့လိုအပ်ပါတယ်။ဒီလိုမျိုးမိတ်ဆွေတို့ကတက်တန်းတိုးဖို့မရော့နေတဲ့မရော့နေတည်တော့လကောက်တစုံတရာသောအကြောင်းအရာကြောင့်တက်တန်းမတိုးခဲ့ဘူး။မတိုးခဲ့ဘူးပေါ့နော်ဒါပေမဲ့မိတ်ဆွေကအဲ့ဒီမြေပေါ်မှာဆက်နေနေဆိုလို့ရှိရင်တော့ကိစ္စမရှိပါဘူးဒီလိုမှမဟုတ်ဘဲနဲ့မိတ်ဆွေတို့ကအဲ့ဒီမိတ်ဆွေတို့အမီပောက်ထားတဲ့ညီကွက် ညီပေါ်မှာမိတ်ဆွေလိုနေဘူးပေါ့နော်မိတ်ဆွေလိုကန်ဆောင်ထားတဲ့ကယံလည်းတက်တန်းကိုဆုံးနေပြီတက်တန်းလည်းမတိုးထားဘူးဒီလိုအခြေအနေမျိုးမှာမိတ်ဆွေလိုအမိပေါက်ထားတဲ့ညီဘက်ကိုတဆုံတယောက်ကနေပြီးတော့ကျူကျော်လာတယ်အချမ်းကြီးဆောက်လုပ်ပြီးတော့ဝင်ရောက်နေထိုင်တာလေဒီလိုမျိုးနေထိုင်ခဲ့တဲ့အချိန်မှာမိတ်ဆွေတို့တရားဆွဲဆိုတဲ့ ကာလကိုရောက်ပြီဆိုတာနဲ့မိတ်ဆွေတို့အတွက်အရေးနိုင်နိုင်ပါတယ်။ဘာကြောင့်အရေးနိုင်နိုင်တာလဲဆိုတော့မိတ်ဆွေတို့ကိုချမှတ်ပေးထားတယ်။ငင်းကားကရန်ဟာဆိုလို့ရှိရင်တက်တန်းတစ်ခုအထိပဲချမှတ်ပေးထားတာဖြစ်ပြီးတော့မိတ်ဆွေတို့ကတက်တန်းမတိုးခဲ့ဘူးဆိုလို့ရှိရင်နိုင်ငံတော်ကနေပိုင်ဆိုင်သွားတာပိုင်ဆိုင်ထားနိုင်ငံပိုင်မြေဖြစ်သွားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အခုကြိုးစော်ထားတဲ့သူကို တရားစွဲလို့မရပါဘူး။ကျွန်မ 2014ခုနှစ်မတ်တဆာ16ခွန်ဦးဝင်းမောင်ပါနှစ်နဲ့ဒေါငွေခိုင်ခဒေါလာမီ၎င်းဤအထွေထွေကိုစလဲစာရသူဒေါ်ရင်းရင်ထုံးဆိုတဲ့စီရင်ထုံးကဘလိုမျိုးဆုတ်ဖြတ်ထားတာလဲဆိုတော့ဂရန်မြေတက်တန်းကိုဆုံးနေတဲ့သူတွေမဖြစ်မနေပေါ့နော်သိရှိထားတဲ့အကြောင်းအရာလေးမျိုးကျွန်မကမျှဝေပေးတာဖြစ်ပါတယ်ရှင်။ ယခုအမှုဟာဆိုလို့ရှိရင်လည်းအမှုမဆွဲဆိုခင်ကတည်းကတည့်ရလူဒေါမွေခိုင်အမည်ဖြစ်ခရံတက်တန်းကိုဆုံးနေတာဖြစ်တဲ့အကြောင်းနဲ့တည့်ရလူဟာအချင်းဖြစ်ညီဟာအစိုးရထံမှအသုံးပြုခွင့်တစုံတရာမရှိတော့တဲ့ဖြစ်၎င်းအခွင့်အရေးတစုံတရာမရှိသောမျိုးကိုလက်ရောက်ရရင်ဆွဲဆိုခြင်းအောင်မြင်ရအကြောင်းမရှိပြီဆိုပြီးတော့သုံးတန်းဆုံးဖြတ်ထားတာ